အားလုံးပဲမင်္ဂလာပါရှင်စူတရော့ကနေပြန်မှာ pick up by reading လေးပြုလုပ်ဖို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြသားမယ့် topic ကတော့တပတ်လူကကိုယ့်ကိုဘာတွေပြောချင်နေလဲဆိုတဲ့ဟာလေးကို pick up by reading လေးပြုလုပ်ပြသားမှာဖြစ်ပါတယ်ပြီးတော့သတင်းကောင်းလေးကြည့်နေအောင်ကြာတစ်ခုပါလေအခု YouTube မှာဗီဒီယိုအရှင်လေးတွေတင်လို့ရပြီပေါ့နော်အအခုစပြီးမှတင်ကြည့်ပါမယ်ပေါ့နော်အဲ့ခါမျိုးမှာဟိုအရင်တော့ဆိုရင်တော့လေဒီ15မိနစ်ကိုကြော်သွားမှာစုလို့တချို့ အပိုင်းတွေကိုရှော့ရီမှာပြောလိုက်ရမျိုးရှိတယ်။ဗီဒီယိုကိုအဲဒီ shop ပြလုပ်နေတဲ့အချိန်နေဆိုရင်အချိန်ကြမှာဆိုလို့အဲ့လိုဖြတ်ပစ်လိုက်ရမျိုးရှိတယ်ပေါ့နော်။အခုချိန်အားစပြီးတော့မှဒီအလုံးရှိမှာပဲရှက်ပဲလုပ်ပြောင်းမှာပဲဒီ pick up routine တွေကိုပြုလုပ်ပေးတာမှာပေါ့เนาะနောက်တစ်ခုကဒီ suit rock ကလေမိကုန်းတစ်ခု2500အနည်းသတ်မှတ်ထားရဲပေါ့เนาะငါ့ကို1000ဆိုပေမဲ့လေလိုအပ်ရင်လိုအပ်တယ်လို့ဟို charges ထပ်မတောင်းမဲ့ ਨੇ ကြည့်ပေးရပါတော့ free ကြည့်ပေးရပါတော့အခါကျတော့လေဟို reading ကို very what to ask ပါတော့ဟိုမေးရတာအရန်ကိုဟိုတန်တယ်ပေါ့နော်ပြီးတော့ဒီလာမေးရတူတော်တော်များလဲကို energy ကြိုက်ကြရလို့ပြောရပါတော့တကယ်တော့လေ reader ကအခုမှသာ page တွေ channel တွေတခြားတိထောင်ဖြစ်တာပေါ့နော်အရင်တော့ဆိုရင်လေဒီ reader ကတက်ဆင်စကားတက်ဆင်နာနေပဲ reader တော်တော်ဟောတာများတယ်ပေါ့နော်တကယ်တော့လေ ရီဒါတရော့ကို2022ပေါ့နော်လွန်ခဲ့တဲ့3ပြည့်လောက်ခရေကတေချာလေးလာပြစ်ခဲ့ရပါတော့အခုချိန်မှာတော့အဲစူတရော့ဆိုပြီးတော့မှဖွင့်ပြစ်လိုက်ပေါ့နော်နောက်ပြီးတော့ဒီမီခွန်လေးတွေလည်း personal reading လေးတွေလည်းအာယူကြပါလို့နောက်ပြီးတော့ဒီ pick up by reading လေးတွေကိုလည်းမကြမကြတက်ဆက်ပြီးတော့မှာဖို့လို့ဒီ YouTube channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားပါဦးเนาะအခုချိန်မှာဆိုရင်အာ pick up by reading လေးကိုစပြီးတော့မှာ ကြည့်အောင်မယ်ပေါ့เนาะဒါလေးကတော့ pine 1ပေါ့နောက်တစ်ခုကကြတော့ pine 2ဒါလေးကတော့ pine 3ပေါ့စိတ်ကိုညင်ညင်လေးထားပြီးတော့မှ reading လေးတွေကို pine 1 2 3ရဲ့မှာကိုအရွေးချင်ဆုံး pie ကိုရွေးလိုက်ပါပေါ့เนาะအရင်တော့ကတော့အဲ့လိုအယောင်လေးတွေတုံးနေပေါ့เนาะအခါမှာတချို့အဲ့လို pink ကို favorite ပေါ့เนาะပန်းအောင်လေးတိုက်တယ်လို့ပန်းအောင်လေးပဲရွေးအစိမ်းရတဲ့လို့အစိမ်းအောင်ပဲရွေးအဲ့လိုမျိုးဖြစ်နေလို့ဒီအခုချိန်မှာကတော့ဒီတူညီရဲ့ cat ကလေးတွေကိုပဲတုံးပြီးတော့မှ pick up by reading လေးကိုပြုလုပ်လိုက်တယ်ပေါ့เนาะအခုချိန်မှာဆိုရင်တော့ high နဲ့ရွေးပြီးတော့ပြထတဲ့အတွက်ကြောင့်မလို့အခုပဲ power reading ကိုတက်လိုက်ကြမယ်နော်အာဒီနေ့ပြောသမှတ် topic ကတော့တစ်ဖက်လူကကိုယ်ကိုဘာတွေပြောချင်နေလဲဆိုတော့စကားလေးပဲဖြစ်ပါတယ်ကဲဖမ်းမထားကြမယ်အရင်ဆုံး energy check မယ်ပေါ့နော်ကိုယ့်ရဲ့ energy တစ်ဖက်လူရဲ့ကိုယ်ပေါ်ထားရှိတဲ့ energy ပေါ့ဒါဒီ reading ကိုဒီ reading ကိုဘာနော်ဒီ personal reading မေးသည်ပဲဖြစ်စေ အဲ့ဒီ pick up bar ready မဖြစ်စေပါတော့အမြဲဟိုတစ်ဖက်လူပါလာဆိုကအမ်စူရပါတော့အမြဲ energy check ပြီးရဲ့ check ပြီးရမသိလို့ရမိခုံနေဆက်ပြမှာမိခိုင်းနေပါတော့ဒီဟာကဟိုပုံမှန် tarot reading နေဆိုရင် tarot reader တွေကဒီအချိန်နဲ့ပေးရတဲ့ခါကျတော့ဟိုလုံပေးရလို့နည်းနေပါတော့ဒါပေမဲ့စူရတော့ဟို tarot ကို တယောက်တယောက်ကြည့်ပြီးဆိုညာရွက်လက်ကတော့လေတခြားလေးအချိန်ယူပြီးတော့မှကြည့်ပေးပါတယ်အဲဒါကြောင့်မလို့ personal reading လေးတွေလည်းဒါပြီးမှမြင်ကြပါလို့အအများသောဖြစ်ရတော့ student rock facebook messenger မှာပဲမေးကြတာအများကြီးပေါ့နော်ဟိုဒီ tiktok ပါလဲမေးလို့ရတယ်နောက်ပြီးတော့ဒီ viber number ဆိုရင်လည်းဒီ viber number လည်းမေးလို့ရပါတယ်လို့နော်အခါကျတော့အရင်ဆုံး ိုယ့်ရဲ့တစ်ဖက်လူပေါ်ထားရှိတဲ့ energy ကိုဖြတ်သွားကြမယ်။အဲ့လိုတစ်ဖက်လူပေါ်ထားရှိတဲ့ energy မှာဒီလိုမဆိုကြည့်လို့ရတယ်ပေါ့နော်။ RS crash situation ship x ဒီလိုမဆိုကြည့်လို့ရတယ်ပေါ့နော်။အရင်ဆုံးကိုယ့်ရဲ့ဒီတစ်ဖက်လူပေါ်ထားရှိတဲ့ energy ပေါ့။ဒီဒါတက်ကောင်းတဲ့ ီထက်ကောင်းတဲ့ phone stand လေးကြီးလေးဝယ်မယ်ပေါ့နော်အကက်တရအကုန်လုံးမပါဘူးဖြစ်နေတာဖုန်းကလေ phone stand နည်းနည်းလေးဝယ်ရနည်းနည်းလိုသွားတဲ့ခါကျတော့ဝယ်ရနည်းလိုသွားတဲ့ခါကျတော့ကက်တရအကုန်မပါအောင်ဖြစ်သွားဒါလေးရတော့ကိုယ့်ရဲ့ energy ပါနောက်တစ်ခါတော့အဲဒါကတော့ဒါဖိုင်းဝမ်ပါနော်ဖိုင်းဝမ်တက်ဂီတာပြူတာရဲ့ဆက်ကလေးကိုခုချိန်မှာဒီဘက်ကိုရွှေ့လိုက်တော့မယ်နော်

လို့ဖြစ်နေလဲဆိုတဲ့ခါကြတော့တဲ့ဘလို့ဖြစ်နေလဲဆိုတဲ့ခါကြတော့လေဖိုင်ဝမ်တော့ပေါ့နော်အခုချိန်မှာကိုယ့်ကိုတည်တည်ငြိမ်နဲ့ new beginning လေးပေါ့နော်ကိုယ့်ကိုတည်တည်ငြိမ်လေးနဲ့အဲကိုယ့်ရဲ့ဘဝလမ်းကြောင်းအသက်တစ်ခုပေါ့ဦးတဲ့သွားနေပြီဆိုတဲ့အန်ဒီမျိုးရရတယ်အဲ့လိုသွားဖို့လေတဲ့ကိုကလေကိုကလေအဲ့လို တစ်ဖက်လူနဲ့ရှင်ပေါ့နော်ကိုတက်ပူပြီးမှအာရုံစိုက်ဖြစ်နေတာမျိုးရှိရေပေါ့ကိုကတစ်ဖက်လူကြောင့်တွေးလိုက်ခုမှနည်းနည်းသူနဲ့ဆိုရင်တော့ငါအခက်ခဲတွေတော့မှာပဲပေါ့သူနဲ့ငါနဲ့အဆင်ပြေပါမလားပေါ့အဲအဲ့လိုမျိုးအတွေ့အလေးတွေကိုကတွေးနေရမျိုးရှိရေပေါ့နော်နောက်ပြီးတော့ကိုကလေအဲ့လိုသူထက်ဆိုင်ရင်နဲ့ကိုကိုကိုပဲပူပြီးမှဦးစားပေးခြင်း ਨੇ နောက်ပြီးတော့ဟိုကိုကလေတစ်ဖက်လူနဲ့ပတ်သက်ပြန်မှလေဘာအရှင်မတော့မယူခြင်းဘူးပေါ့နော်ကိုကကိုအေးဆေးလျော်နေပြစီပေါ့အဲ အပြော်လေကိုကလေကိုကစကားပြောတာပြက်တယ်ကိုကဒါဆိုဒါလုပ်မယ်ကိုကစိတ်ကူးရင်ဆန္ဒမျိုးထက်လက်တွေ့ကြတဲ့လူမျိုးတဲ့ဒါမဲ့လေအဲ့ဒီလူမျိုးအတွေ့အကြုံပဲတဲ့ကိုကတပတ်လေးနဲ့ပတ်သက်ပြမလေကိုကကြေကွဲနေရတဲ့ကိုခံစားနေရတဲ့အဲ့လိုမျိုးလေးတော့ရှိရပေါ့နော်ဒီ reading ကကျောင်းမမင်းရွှေအမျိုးသားလေးကြည့်လို့ရတယ်အမျိုးသမီးလေးကြည့်လို့ရတယ်ပေါ့နော်ဟို reader ရဲ့ reader ရဲ့ ို viewer တွေမှာလေအမျိုးသမီးတွေများတဲ့ခါကျတော့လေအမျိုးသမီးတွေဘယ်ပြောတာလဲအမျိုးသမီးပဲကြည့်လို့ရလားအဲ့လိုမဟုတ်ပါဘူးเนาะအမျိုးသားအမျိုးသမီးဘယ်သူမှဆိုကြည့်လို့ရပါတယ်အခါကျတော့တဲ့ energy guide တယ်ဆိုရင်တစ်ဖက်လေ energy ကိုသွားမယ်เนาะတစ်ဖက်လေကတဲ့အခုချိန်မှာလေသူ့မှာတဲ့မကောပြင်းနဲ့အခြားသော third party involvement လေးရှိပါတော့ third party ဆိုတာ third person ပေါ့ third person အဲ third person ရှိနေတဲ့အနေအထားမျိုးတွေ့ရပေတဲ့နောက်ပြီးတော့လေသူကတဲ့ကိုနဲ့ပတ်သက်ပြီးအောင်ပါလေသူကဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့အခါကျတော့ကိုကသူ့ဥပမာထိန်းချုပ်တော့နေအဲကိုဘာလို့လို့ဘဲဆဆဘဲတော့တော့သူကအမြဲ stock ချင်နေတာပဲအဲဒီကောင်လေးကအမြဲတည်ချင်နေတာပဲဒီကောင်လေးကဘယ်လိုလေးလဲပေါ့အဲ ငါ့ကိုထိန်းချုပ်လာရတာပေါ့အဲ့လိုမျိုးဖြစ်နေတာမျိုးတွေ့ရတယ်နော်။ तू ကလေ तू ကဒါဟိုသပ္ပါစံနေဘာတွေရှိနေရနော်။ဒါပေမဲ့တကယ်တမ်းကျတော့လေ तू ကသူ့ကိုယ်သူပဲပို့ပြီးမှအာရုံစိုက်တာနော်။ तू အောင်မြင်ဖို့ပဲ तू တွေ့တယ်။နောက်ပြီးတော့လေအဲ့လိုကိုယ်လေသူ့ရဲ့ပုံစံအမှန်ကိုမချပြထားဘူးပေါ့နော်။ကိုတိပါသည်သူ့ရဲ့သူ့အကြောင်းရ90ရာခိုင်နှုန်းပဲရှိနေမယ်နော်။နောက်ပြီးတော့လေဒီ तू ကအဲ့လိုတကယ်ချင်းနေနဲ့အပေါင်းအသင်းနေနဲ့ ပျော်တတ်တာမျိုးဒါမှမဟုတ်ရင်လေကိုနဲ့တပ်ပါဆန်ကြားထဲမှာကိုနဲ့တပ်ပါဆန်ကြားထဲမှာဘသူ့မှာလေးလေးနက်နက်မတွေ့တာမျိုးအဲ့လိုမျိုးအနေထားမျိုးဖြစ်နေအောင်တွေ့ရတယ်တဲ့ပြီးတော့တဲ့အဲ့လိုသာပြောတာဒါမဲ့လေး तू ကလေကိုနဲ့ကြတော့လေပျော်ကျင်နေပေါ့နော်အဲ့လိုမျိုးဖြစ်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါလေးကတော့တဲ့နှစ်ယောက်သားရဲ့ reading energy ဖြစ်ပါတယ် ကိုဘာတွေပြောချင်နေလဲတဲ့ကိုဘာတွေပြောချင်နေလဲဆိုတော့လေတော်လေကိုရောတဲ့ love offer တခုတော့ပေးချင်တယ်เนาะဒီလား love offer တခုတော့ပေးချင်တယ်ဘယ်လိုမျိုးလဲဆိုတော့တဲ့ဟို situation ရှိတဲ့ crush တွေဆိုရင်လည်းကိုနဲ့အဆင်တက်ချင်တယ်နောက်ပြီးတော့ RS တွေဆိုရင်လည်း merry light တွေတော့တွားချင်တယ်ဒါပေမဲ့လေ तू ਆ တဲ့အ तू ਆ ဘယ်လိုပြောမလဲဒီ relationship ပေါ့နော်ဒီအနေထားတစ်ခုပေါ့ဒီစိတ်အိတ်တစ်ခုမှာ तू ကသာဒီ dominant ဖြစ်တာမျိုး तू ကြိုက်တယ်နော်ဒီလား तू ကြိုက်တာအာ तू စစ်တာဒီ तू က तू ကပဲဥစားရမယ် तू ဆုံးဖြတ်တာအောင်နားထောင်မယ်အဲ तू ကဒါမျိုးပဲလူချင်တယ်အဲ့လိုမျိုးအနေထားမျိုးကိုယ့်ကိုပြောချင်တယ်ကွာကိုယ့်အဲ့လိုမျိုးပြောချင်နေတာမျိုးရှိတယ်နော်အပြော့လေတထာဝါဆိုတဲ့ခါကြတော့လေအစောင်းက energy လေးနဲ့ကြိုက်တယ်နော် तू ကလေကိုယ်နဲ့ရှင်းဆက်ချင်ပေမဲ့လေနောက်ကမှ तू ရဲ့ မရှင်းသေးတဲ့ဇလံလေးတွေလည်းရှိတယ်เนาะမရှင်းသေးတဲ့ဇလံလေးတွေလည်းရှိရဲအဲ့ဒီဟာလေးတွေကိုကိုယ်အနေနဲ့တိအောင်တော့စူးစမ်းပါเนาะအဲ့ရောတဲ့အထာဝတော့ကိုရဲဟုတ်ပါတယ်ကိုလည်းရှင်းမိရင်ရှင်းမိမှာပါတိလားသူ့ရဲ့အနေထားနေလေဒီလိုကိုကလေမရင်မိသေးဘူးဆိုရင်တော့မလေဟို သူနဲ့ပတ်သက်ပြီးမှကိုမသိငါရတာပဲရှိရဲဆိုတော့လေတခြားလေးတော့သိစေချင်တယ်နော်။သူကလေဟိုကို့ဘောနော်ကို့တော့မချစ်တာတော့မဟုတ်ချစ်တော့ချစ်တယ်ဒါပေမဲ့သူကဒီ relationship မှာသူကသူပြောတဲ့အတိုင်းလိုက်နိုင်ရမယ်။အဲသူကထန်းဆိုထိုင်းထဆိုထအဲ့လိုမျိုးဖြစ်စေချင်တာမျိုးတွေ့ရတယ်နော်။အခါကျတော့လေဟို သူကဘာစကားတွေပြောချင်တယ်လဲဆိုရင်တော့ကို propose လုပ်ချင်တယ်ကိုစကားတွေပြောချင်တယ်အရှင်းလဲယူချင်တယ်ပေါ့နော်ကို propose လုပ်ချင်တယ်ဒါမဲ့ तू ကဒီဆက်ရေးမှာ तू ကဒါလေးဥစားမှာ तू ကဒါလေး document နဲ့ဖြစ်တယ်ဒါမဲ့ तू ရတဲ့ဟိုသူ့မှာကို့ပြန်တခြားတော့ तू ပတ်တဲ့ degree ရှိတတ်တယ်အခါကြတော့လေကို့ဘက်ကတော့တခြားဆုံးတက်ပါမှာเนาะဒါလေးကတော့ final တက်ဖြစ်ပါတယ် ခုဆက်ပြီးတော့တော့မှကတော့ fine 2ဖြစ်ပါတယ်ဒီလေးရဲ့ဒီလေးရဲ့ဖလူရဲ့ကုတ်ပတ်ရှိရတဲ့နေ့ပေါ့နော် fine 2ကိုစားတဲ့ဖက်ပေါ့ ချင်တဲ့စကားလေးပေါ့နော်သူပါတယ်ပြောချင်တယ်ကျွန်မရဲ့စကားညာနေလားမသိဘူး။ဘယ်ကက်ချက်ခဲ့ရတာကိုလေကြောက်ချင်တဲ့လူကတော့ကြော်လိုက်ပေါ့နော်။ဟို time step လေးတင်ထားပေးပါမယ်။ဘာလို့လဲဆိုတော့လေကိုက အချိန်ကြာလို့ဆိုပြီးမှ shift ဖယ်ထားပြီးတော့ပြင်ရင် sorry ရအဲဒီ scenario ကတော့ဒီ time ပြောမှာမများပေါ့အဲ့လိုမျိုးကြီးပြောကြတယ်ပေါ့နော်အဲ့လိုတော့မဟုတ်ပါဘူးနောက်ပြီးတော့လေဟိုခက်ကြီးစားနေပတ်သက်လို့လည်းပြောရအောင်မယ်ပေါ့နော်ဟိုတကယ် shift ဖယ်ပြောမှာပဲတကယ်တနာမှာအခုဆိုရင်ကွာအခုဆိုဒီ video တွေရိုက်ရတာလည်းအဆင်ပြေသွားပြီဆိုတော့ခါကြတော့လေ shift ဖယ်ရပေါ့နော် shift ဖယ်ပြောမှာပဲတင်တယ်ပေါ့နော်နောက်တစ်ခုကလေစုပြောတင်တာကလေ အဲ့လိုမျိုးဟိုတခါတဲ့ scenario အစီအစဉ်ထားပြမှာပေါ့လေဟို script ရေးပြမှာပါเนาะအဲဒီ buy one ကြိုင်ငါဘာပြောမလဲ buy two ကြိုင်ငါဘာပြောမလဲ buy three ကြိုင်ငါဘာပြောမလဲအဲ့လိုမျိုး season ထားရင်တော့မလေ pick a buy meeting กว่า1 2 3ဆိုပြီးမှအဲ့1 2 3ရဲ့မှာကိုဘလောက်ပဲ season ထားရမယ်ပြောဒီ viewer တွေက1 2 3ရဲ့မှာဘယ်ဟာကိုရွေးမယ်လို့သိမှာနေပေါ့เนาะနောက်တစ်ခုကလေပြီးတော့ တယောက်နဲ့တယောက်ကလေဟိုလူတိုင်းတယောက်နဲ့တယောက်ကကိစ္စတွေကထပ်တူကြမှာမဟုတ်တာ energy ထပ်တူကြဖို့ဆိုတော့လည်းမလွယ်ဘူးလေနောက်ပြီးတော့လေဒီ energy ထပ်တူကြဖို့လူအယောက်ကတချို့ video တွေဆိုကြည့်ရလို့ထောင်ကျော်တယ်ထောင်ကျော်လူ3000လောက်နေပါလိမ့်ရှိတယ်အဲ့လိုမျိုးဆိုရင်ဒီ reading တွေက3ခုလောက်ပဲရှိတယ်ဟာကိုအကောင်လုံးကကိုယ်နဲ့ထပ်တူကြရဆိုဘယ်လိုပြောဖြစ်နိုင်မှာဟုတ်တယ်မလား1 2 3ထားလိုက်ပါ 1 2 3မှာဆိုရင်တော့မလေကိုရွေးချင်တဲ့ဖိုင်ဟုတ်ပဲကိုရွေးရလीเนาะအဲ့ဒါကြတော့လေဟိုဘသူကတော့ဘာကိုရွေးထားပါလဲဆိုပြောင်းမှာဟန်တန်မိကိုမိပြောင်းမှာကွာဟို viewer တယောက်ကိုတင်းရဘယ်ဖိုင်ဘယ်ဘယ်ဖိုင်ရအဘယ်ဖိုင်ဆိုတော့ reader ဘယ်ဗီဒီယိုပြလိုက်မယ်အဲ့လိုမျိုးမှလုပ်လို့မရဘူးလीเนาะ AI နဲ့လည်းလုပ်လို့မရပါဘူးလုပ်လို့ရတယ်ပြောကြပါကျမအဲ့လောက်ကြီးဖြစ်ဒီပြညာလေးမကျွမ်းကျင်နေတော့ တည်တယ်အဲ့တော့အရင်ဆုံးခုရဲ့ကိုရဲ့ point 2ပေါ့နော် point 2ရဲ့ energy ကိုတော့ပါပဲဟောဆလာကလေးရအကယ်ရရှင်ဒီနေ့ကြည့်ရကယ်ရရှင်နေဟိုလေအဲ့လိုအာ point meeting လာကြည့်တဲ့သူတွေရလေမြို့သူဖြစ်စေမြို့သားဖြစ်စေလေဟုတ်အရင်အချက်ကိုကိုးကွယ်တဲ့လူတွေတော့မဟုတ်ကြဘူးထင်တယ်နော် ကြာလာတဲ့ကတည်းကလေရီဒါရဲ့ရီဒါကိုရန်ကလည်းဟိုရီဒါကိုရန်ကလည်းအဲ့လိုအကြံပေးရင်ကွာအဲ့လိုအချစ်ကြောင့်တောကရောက်နေရတဲ့လူတွေကကိုကိုကိုချစ်ပါကိုကိုတမိုးထားပါပေါ့အဲအဲ့လိုမျိုး self love မများလို့ပါ self love self respect ပြောပါထားပါထားပါဆိုမှပဲပြောတာများနေလာတော့မသိပါဘူးအဲဒါမဲ့လက်စားတော့မဆိုင်ပါဘူးเนาะဒါကတော့ general reading ဆိုတော့လေ general ကတော့ general ပဲပေါ့เนาะ အဲ့တော့လေဖိုင်ထူရရဲ့ energy တဲ့ဖိုင်ထူရောလေအခုချိန်မှာလေတစ်ဖက်လူနဲ့ကိုနေရလေပြီးဆုံးသွားပြီလို့ကိုယ့်ဘက်ကတွေးတာမျိုးရှိတယ်ပေါ့နော်အဲငါတော့တော်ပါပြီငါတင်းနေသားကြီးအဆုံးသတ်လိုက်တော့မယ်အဲအဲ့လိုမျိုးတွေးနေရမျိုးများရှိတာပေါ့နော်ရှိရဲဆိုရင်နဲ့ကိုကလေဒီစစ်ဆန်ရေးတစ်ခုနဲ့ပတ်သက်ပြီးတော့မှဥမာပြင် RS ဖြစ်စေမပြန် RSPC crash ဖြစ်စေ situation ဖြစ်စေပေါ့နော်ငါပြန်မန်းနေပြီငါဒီလိုချက်ရအောင်ပြန်မန်းနေပြီ အဲ x ဆိုရင်လည်းဒီလိုပြန်လာဖို့စောင့်နေရတာပြန်မှန်းနေပြီပြန်မှန်းနေပြီအဲ့လိုမျိုးတွေးမြမျိုးရှိတယ်တဲ့နောက်ပြီးတော့လေငါဘလောက်ပဲချက်ချင်းငါဘလောက်ပဲတမိုးထားထားအများတန်းကြောက်နဲ့ကြောက်ချားထဲမှာရန်ဒီပဲဖြစ်နေရတယ်စိတ်တွေပဲညစ်နေရတယ်အငင်းပွားနေရတယ်အဲ့လိုမျိုးတွေပဲခံစားနေရတယ်ပေါ့နော်ပြီးတော့လေကိုကလေကိုကတဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးမှကိုက strong ဖြစ်တယ်ပေါ့နော်ပြောစင်တာကတစ်ဖက်လူအပေါ်မှာကိုက ဟိုစိတ်ကူးရင်ဆန်တဲ့ဟိုရိုးတာပေါ့ဆဲကျော်တက်လေးလိုမျိုးလေအဲရိုးတဲ့ဘက်အရင်ချစ်တယ်ဆိုတော့တကွာလက်တွေ့ကြတဲ့ဟာမျိုးပဲကိုယ့်ဘက်ကပို့ပြီးမှလိုချင်တာမျိုးတွေ့ရတာပေါ့နော်ပြောကွာလေသူနဲ့ပတ်သက်ပြီးမှကိုအသေးကွဲတာမျိုးရှိရနော်ကိုအသေးကွဲနေရမျိုးရှိရပြီးတော့လေအခုချိန်မှာတဲ့ကိုကကိုတယောက်တစ်ဖက်နေလိုက်ချင်တော့တယ်ပေါ့ငါတယောက်တစ်ဖက်နေလိုက်ချင်တော့တယ်ငါတိုင်ခဏလောက်မိထားပြစေပေါ့အဲ့လိုမျိုးတွေးနေတာမျိုးရှိရတဲ့ဒါလေးကတော့ pine tree အတွက် energy check ဖြစ်ပါတယ်တဲ့

ဒီဟာကိုကြည့်လိုက်တဲ့အခါမျိုးမှာဒီ seven of swords လို့မျိုးကပ်ပါလာတဲ့ခါကြတော့လေသူကလေကိုမဟုတ်တော့အခြားသူကိုတွားပြမှာ easily လုပ်နေတာမျိုး flat နေတာမျိုးအဲ့လိုမျိုးတွေ့ရတယ်နော်ပြက်လေခုချိန်မှာသာစမ်းပွင့်နေတယ်ဒီလားစမ်းပွင့်နေတယ်နောက်ပြီးတော့လေအဲသူကသူကအဲ့လိုသူ့အနာမှာသူ့သဘောကျတဲ့လူတွေထဲမှာလေဟို တီတီနေနေမအောင်ပြောချင်တာကတီတီနေဆိုတော့အဲ့လိုငငယ်ရွယ်ရွယ်နုနုပြပြလေးဟို20ဝန်းကျင်အဲ့လိုမျိုးအနေထားမျိုးမတွေ့ရဘူးအသက်30ပတ်ချာလေငွေရေးကြေးရေးအဆင်ပြေတဲ့မဲအမျိုးသမီးတူဦးပေါ့နော်အဲ့အမျိုးသမီးတူဦးကများသူ့အကြိုက်နှစ်သက်နေရမျိုးများရှိလာတော့မသိဘူးအဲ့လိုမျိုး flat နေရမျိုးလာတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးတော့တွေ့ရတယ်ဒါပေမဲ့လေသူကတဲ့ရတာမလို့လို့တော့မရဖြစ်နေရနော်တိလားရတာမလို့လို့တော့မရဖြစ်နေတယ် ဲကိုနဲ့ပတ်သက်ပြီးအောင်မလို့လေအကိုနဲ့ကကို့ကိုကြတော့လေဟိုဒီ7 of sus ကိုကပ်မျိုးပါလာတဲ့အခါမျိုးမှာတဲ့ဟိုကို့ကိုလည်းတော့မပြတ်နိုင်ဘူးဟို RS တွေဆိုလည်းမပြတ်နိုင်ဘူးပေါ့နော်ဟို crash တွေဆိုလည်းကို့ကိုလည်းမလွတ်နိုင်ဘူးအဲဒါပေမဲ့လေဟိုကိုနဲ့ရတော့လေသူကပြန်ပြီးမှတော့အဆင်ပြေချင်သေးတယ်ပေါ့နော်ကိုနဲ့လည်းသူကအဆင်ပြေသွားချင်တယ်ဒါပေမဲ့ သူ့ရဲ့စိတ်ကလည်းကနာမငြိမ်ဘူးပေါ့အဲ့လိုမျိုးဖြစ်နေတာမျိုးတွေ့ရတယ်။အဲ့တော့တစ်ဖက်ကကို့ဘာဘာပြောချင်နေလဲတဲ့။တစ်ဖက်ကတော့လေခုစမှာဘာပြောချင်နေလဲဆိုတော့လေဒီ relationship ကအဲ့လို ကတော့ကစားဖြစ်နေတဲ့လူတွေများမယ်ထင်တယ်เนาะဟိုအစနာလေအစနာဖိုင်းဝမ်းထပ်ပို့ပြီးတော့မှလေ intense ဖြစ်တယ်เนาะဒီလားဟို तू อ่ะ trial cup ဆိုတော့လေอืมအကူနဲ့ရှင်သူ့အပေါင်းတင်နေတယ်ပဲပျော်ပျော်ကြီးပဲနေနေတာမျိုးပေါ့เนาะအဲ့လိုမျိုး तू อ่ะလေဟိုသူ့စိတ်က तू อ่ะ तू ဟိုရာဘတ်တင်နေတယ်ပဲနေလိုက်မယ်ဆိုတော့ပုံစံမျိုးဖြစ်နေတာမျိုး တွေ့ရတယ်နောက်ပြီးတော့လေ तू อ่ะလေ အခုအတိုင်းလေးပဲသူကမှန်မှန်လေးပဲဆက်သွားချင်တယ်ပေါ့နော်ကိုနဲ့ကတော့အဲ့လိုပြက်ဆဲသွားဖို့ပါပေါ့ညာပေါ့အဲ့လိုမျိုးမရှိဘူးသူကလေကိုနဲ့လည်းပုံမှန်လေးပဲသွားချင်တယ်ပေါ့အဲပြီးတော့လည်းအဲ့လိုသူကလွတ်လွတ်လပ်နေချင်တယ်ပြပပနေချင်တယ်အဲ့လိုမျိုးသူကကိုပြောချင်တဲ့အမျိုးရှိရဲ့တဲ့နောက်ပြီးတော့တဲ့သူကလေကိုနဲ့ပတ်သက်ပြမှာကိုပေါ့အရင်တော့မလေးနပ်ဘူးเนาะဒီလားအားကြောင့်လည်းဒီမှာဒီလိုမျိုး flat နေရမျိုးတွေတွေ့ရတာပေါ့เนาะအရင်လေးနဲ့တာမျိုးမရှိဘူးကိုကလေသူ့ကို ဟိုကိုယ်နဲ့လက်ထပ်ဖို့ပေါ့နော်ဟိုဘယ်တော့လက်ထပ်မှာလဲပေါ့ဘာလဲညာလဲအဲ့လိုအနာကက်အကြောင်းမေးရင်းနဲ့သူ့မှာဖြေစရာစကားမရှိဘူးတဲ့ဒီလားသူကပြောချင်တယ်လဲဆိုတော့အဲ့ဒါပါပဲဒါကတော့ဖိုင်ထုအတွက် reading ဖြစ်ပါတယ် ဆက်ပါမှာတော့ pine tree ပေါ့နော် pine tree country ကလည်းကိုယ့်ရဲ့ energy ပေါ့ ဒါ reader reader စကူပေါက်တလို့စကူပေါက်တဲ့ဘက်ကအချမ်း energy အရင်ချတာเนาะတို့ကြဟိုဘက်ဟိုဗီဒီယိုမှာကြတော့ဟိုဘက်ကိုအရင်ချဒီဗီဒီယိုမှာကြဒီဘက်ကိုအရင်ချတယ်အဲ့လိုမျိုးတော့မပြောကြပါနဲ့လို့เนาะတစ်ဖက်လို့ရဲ့ကူပေါက်အရှိရဲ့ energy ပေါ့ ကလေတကယ်တမ်းကလေဟောရင်ဟောတလောက်ကိုပြောစရာစကားရမကုန်ဘူးတကားဒါပေမဲ့ဗီဒီယိုတွေကတင်ရတာလေဟော file size တွေကလေများတယ်အဲ့ဒါပြောဖြစ်ကြလေအများဆုံးသူဘလောက်ပဲတင်လို့ရမယ်ဆိုတော့သတ်မှတ်ထားမျိုးရှိရလေအားသာပေါ့နော်ကဲအခုချိန်မှာလေဒီ ကာယကံရှင်တို့ရဲ့ energy ကို check လိုက်တယ်ပေါ့နော် check လိုက်တဲ့ခါကျတော့လေကာယကံရှင်တို့ကတဲ့တစ်ဖက်ကိုကိုကသွားပြီးမှလေဟိုကိုယ့်ရဲ့အချစ်တွေကို confess ဝန်ခံချင်တာ is day ဆိုရင်လေငါးစီကိုပြန်လာပေးပါပေါ့အဲနှစ်စုပြန်လာချင်တော့ညရလွှမ်းနေလို့အဲ့လိုမျိုးတွေပြောနေရမျိုးရှိရဲ့နောက်ပြီးတော့တဲ့ situation shit တွေ crash တွေဆိုရင်လည်းကိုယ့်ဘက်ကအစပြီးတော့ပဲဖွင့်ပြောလိုက်ကောင်းမလားပေါ့အဲအဲ့လိုမျိုးပြောနေရမျိုးရှိရဲ့ဒါပေမဲ့လေကိုကလေအဲ့လိုမျိုးသာဖြစ်နေရတဲ့ကိုကတကယ်တမ်းကျတော့ ဟိုမလို့ရအောင်เนาะကိုရှက်တယ်เนาะဒီလားကိုရှက်တယ်ပြီးတော့လေဖွပြပြမှာအဲ့လိုပြပြမှာအဆင်မပြေဖြစ်သွားရင်ရောဘယ်လိုလုပ်မလဲပေါ့အဲ့လိုမျိုးတွေးနေရမျိုးရှိရဲ့တဲ့နောက်ပြီးတော့လေကိုကတဲ့ပြောရင်ကောင်းလားမပြောရင်ကောင်းလားအဲ့လိုမျိုးတွေးနေရမျိုးရှိရဲ့ပြီးတော့လေကိုကတကယ်တမ်းကျတော့လေကိုက လက်တွေ့ကြကြပေါ့နော်အဖွင့်ပြောသင့်မသိဘူးလေလက်တွေ့ကြကြစဉ်းစားနေရမျိုးရှိတယ်ပေါ့နော်ဒါကတော့ကိုယ့်ဘက်က energy ပေါ့ကဲတစ်ဖက်လူပါရောဘာတွေတွေးနေလဲဘာလို့ energy တွေရှိလဲတစ်ဖက်လူပါကြတော့တဲ့အခုချိန်မှာလေ तू อ่ะအမ်ပတ်တော်မင်းနဲ့တော့ဖြစ်တယ်နော်တစ်ဖက်လူကယောက်ျားဖြစ်စီမိန်းမဖြစ်စီ လို meter energy များတယ်ပေါ့နော် leo energy များတဲ့လူဖြစ်လိမ့်မယ်နောက်တစ်ခုကကြတော့တဲ့အခုချိန်မှာသူကလေကိုနဲ့ပတ်သက်ပြမှာသူ့ဘက်မှာလည်း debate လုပ်နေရမျိုးရှိရယ်နော် debate လုပ်နေရမျိုးရှိရယ်ဆိုတာဟိုသူ့နဲ့သူကိုနဲ့ရပြစ်ထားမျိုးမရှိရင်တော့မလေရပြစ်ထားမျိုးမရှိရင်တော့မသူ့နဲ့သူဟိုသူ့ရဲ့စိတ်ထဲမှာနေရောသူကလေဟို ငင်းခုန်နေရမျိုးရှိပေါ့တော့တယောက်တည်းစဝေးစဝါနွေတိတ်တောင်ဖြစ်နေရမျိုးရှိတယ်တဲ့ပြီးတော့လေသူ ਆ တဲ့ကိုနဲ့ပတ်သက်တဲ့ပတ်သက်ပြီးမှအရင်တော့ကိုပျော်ခဲ့ရတဲ့အချိန်တွေပေါ့နော်ဒါရံဖြစ်လာတဲ့လူတွေအဲကရောက်ကစားဖြစ်လာတဲ့လူတွေရှင်ပြပါလေကိုနဲ့အရင်တော့အဆင်ပြေပျော်ရှင်နေတဲ့အနေထားမျိုးကိုသူပြန်တောင်းတာတယ်ပြန်သတိရတယ်ပြီးတော့ဒီလိုမျိုးဖြစ်နေရတယ်ကိုလေတဲ့သူရက်တက်ပြစ်လိုက်ခြင်းကြီးတဲ့ဒီလား ဲ့တော့လေဒီနှစ်ယောက်သား energy ကိုကြည့်လိုက်တဲ့အခါမျိုးမှာလေနှစ်ယောက်သားကကြည်ရတာရန်ဒီဘာဖြစ်တာတဲ့ကိုယ့်ဘက်ကလည်းပြန်မြုပ်มาတောင်းပန်ခြင်းနဲ့เนาะဟိုတကယ်လို့ crash ကတော့နေလိမ့်မယ် crash ဆိုတော့မှလေကိုက2လ3လလောက်လို့အချိန်ကြာကြီး crash နေတဲ့လူမျိုးဖြစ်လိမ့်မယ် situation ရှိတဲ့လည်းဖြစ်လိမ့်မယ်เนาะဒီကပြီးတော့လေသူ ਆ တဲ့ကိုနဲ့ပတ်သက်ပြန်มาအဲ့သူကအကောင့်ဘက်ကိုတော့သွားခြင်းနေပေါ့เนาะဒါပေမဲ့လေသူ့စိတ်ထဲမှာတဲ့သူကအခုကသူဝန်နေနေရပေါ့เนาะသူအဲ့ဒါပဲ သူစိတ်ထမှာဖြစ်နေတာမျိုးရှိတယ်တဲ့အဲ့တော့သူကကိုယ့်ဘက်ကလေကိုယ့်ဘက်ကိုတဲ့ဘာလို့စကားပြောချင်နေလဲပေါ့နော်သူကတဲ့ဘာပြောစကားဘာပြောချင်နေလဲပေါ့နော်ဘာပြောချင်နေလဲဆိုတဲ့ခါကြတော့တဲ့သူကိုယ်လေကိုယ်အဆက်အသွယ်မရှိရတူဆိုတော့ကိုယ်တိတ်တိတ်လေးစောင့်ကြည့်နေတယ် crash day situation ရဲ့ RS အကုန်ပေါ့နော်ကိုယ်တဲ့စောင့်ကြည့်နေတယ်တဲ့အဆောင်ကြည့်နေတဲ့ဟိုကိုနဲ့ကို့မြားဆွန့်ပစ်သွားပြီလားပေါ့တပတ်လူကပေါ့နော်ဟိုဒီကာယကရှင်ပေါ့ reader တို့อ่ะအဲ reader ရဲ့ client လေးပေါ့နော် reader ရဲ့ client လေးကသူ့ဆုံးပြစ်သွားပြီလာသူ့ထားသွားတော့မှလာဆိုပြီးမှသူပြောချင်နေရမှရှိရဲ့တဲ့အဲ့လိုမျိုးခံစားနေရလို့သူများပဲအိမ်မပြောတာ၄သူစိတ်လှုပ်ရှားရတယ်စိတ်စီရတယ်စိတ်ပူပန်ရမျိုးတွေရှိရပေါ့နော်မျိုးမိမာတွေလုပ်နေလဲကိုစောင့်ကြည့်နေပါတယ်ကွာပေါ့အဲအဲ့လိုမျိုးပြောချင်နေပေါ့နော်ဒါကတော့ဟို တင်စားပြီးမှပြောလိုက်တာပေါ့နော်ဟိုပြောစင်တာကမင်းကလေးဆိုလဲမင်းကလေးဟိုတစ်ဖက်လူကမင်းကလေးဆိုတယ်မင်းကလေးဘက်ကလည်းအဲ့လိုမျိုးပြောချင်နေတယ်ယောက်ျားလေးဆိုရင်လည်းအဲ့လိုမျိုးပြောချင်နေတယ်ပေါ့နော်အဲ့ခါကျတော့ Hi to dad really ဖြစ်ပါတယ်ကဲဒီနေ့ကတော့ပါပဲအားလုံးပဲတတား